ကျွန်တော်ရဲ့ဒီဇာကားနဲ့ပတ်သက်ပြီးတော့ပြောပြောလိုက်ရတော့ဒီဇာကားကျွန်တော်ရဲ့ကမ်ဘက်ကဂျုံပြန်တင်လို့ရတဲ့ဒါကံကြမ္မာပေးတဲ့မူနီလက်ဆောင်လို့သတ်မှတ်ပါတယ်ဘာဖြစ်တာလဲဘာဖြစ်တာလဲဘာဖြစ်တာလဲကျွန်တော်ဘာဖြစ်တယ်ကြည့်နော်ဦးရချင်းတော့မဟုတ်ဘူးရောက်လာမယ်နော် size တွေလည်းတော်တော်ကြီးများပတ်စံပြရတယ်ကျွန်တော်ပတ်စံကုန်တယ်ကျွန်တော်ရေတောက်နေရတာဟုတ်တယ်ဟုတ်တယ်ရေတောက်နေအလုပ်ရှိနေတော့မသွားပြုတ်ဘူးကျွန်တော်ရေရေတောက်တဲ့အချိန်မှာရောတောက်တာကျွန်တော်ဒါကဖြစ်တဲ့အတွက်ခုမျိုးလုတ်တွေလုတ်ပဲနဲ့နားနေကြပြီးရုပ်ရှင်တွေမရိုက်ပဲနဲ့ပေါ့နော် နားနေကြပြီးကျမကြီးကြောင့်လည်းပါတာပေါ့နော် ခုပြန်လာတဲ့အခါမှာအာကျွန်တော်တို့ကတော့အရန်မျောနေတာပေါ့ကျွန်တော်ရင်းနေရသဘောချခဲ့ရတယ်ဆိုတော့ကျွန်တော်ကဥမျိုးတက်တောင်ချင်းပုံမှန်သေးတယ်သူစမ်းမော်ဥမျိုးကအဲ့လိုဇန်လန်းစန်းစန်းလေးတွေရိုက်တက်တယ်ဘိုးတုံးနေရပေါ့နော်အဲ့နဲ့ဥမျိုးနဲ့ကျွန်တော်နေရသူစမ်းနေအရန်ခင်နေအပြင်မှာလည်းအရန်ခင်နေရုပ်ရှင်ကဒါပမုံစုံမှုတာဗီဒီယိုနှစ်ကားနှစ်ကားသလုံးပေါက်ဗီဒီယိုနှစ်ကားရိုက်ဘူးတယ်နှစ်ကားသလုံးပေါက်နေတယ်ဒါဒါရုပ်ရှင်ကဒါပမုံစုံကားပဲ အဲအဲ့လိုမျိုးဗီဒီယိုမှာကကျွန်တော်တို့ကဟိုလေမိသက်သက်ခွဲဂုံပြူဇက်ကားတကားရဲ့နောက်ကောင်းကောင်းကောင်းခန့်ဟုတ်ကဲ့ကောင်းခန့်တဲ့တကားအနကားပေါ့အနကားလုံးအောင်မိသက်ဟိုတက်ခွဲဂုံပြူကားတကားပြည်နေတင်နေတော့ Facebook မှာဟုတ်ကျွန်တော်သမီးရှင်နဲ့ YouTube မှာလည်းတင်တယ်ဟုတ်သမီးရှင်နဲ့ဟိုခင်လိုက်မိသက်တဲ့ရောက်ရင်ဆိုပြီးတော့အဲ့ခေါင်းစဉ်နဲ့တင်ဟုတ်ကဲ့နာမိသက်တက်ခွဲဂုံပြူဇက်ကားကြာပြီနော်မြင်တော့ မုံဦးမျိုးနဲ့ရိုက်တဲ့ညိမ့်လဲကပြတယ်ညိမ့်လဲကပြတယ်မျိုးရိုက်တဲ့ train နဲ့ကျွန်တော်တို့နဲ့တိတ်ပြီးတော့ဟိုဘောအစင်းမပြေရဘောကျွန်တော်တို့နဲ့လိုက်တဲ့ဇာယုံမဟုတ်တော့ဘူးမဟုတ်လိုက်တဲ့ဇာယုံဆိုတော့ပေါ်မှာပေါ့ညာပါများပါဒီလိုပြင်မာတွေ့နေစကားပြောပြကြတယ်တယောက်တယောက်ပလဲဖြစ်တယ်ဘောဦးမျိုးရှိရလဲဟိုကိုရီအငိမ့်တစ်ခုလေးရိုက်ဘူးသေးတယ်ကိုတို့ရိုက်ဘူးလေမင်းမချစ်စော်နဲ့ပထမဦးဆုံးကိုကဲဟုတ်တယ်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 အဲမချစ်စော်နဲ့ ဟုတ်ရိုက်ဘူးတယ်အဲကြာပြီကိုကုတူလည်းပါတယ်နော်ဟုတ်တယ်ဟုတ်တယ်ကိုပိုးပြီပဲကိုကုတူကျွန်တော်ရကျွန်တော်တကယ်မျိုးကိုတောက်လျှောက်နောက်ပိုင်းလည်းငိတ်နေနောက်ဦးမျိုးလိုအငိတ်ကားရလဲကိုခင်လည်းလာပြီးတော့တက်နေတော့ဝင်ရအောင်ပြီးတော့ကူညီပေးတယ်ပေါ့နော်အဲ့လိုတော့မဟုတ်ဘူးအမျိုးသားတွေရှိပါတယ်ကျွန်တော်ကျွန်တော်ကတော့စီးနေပါတယ်ဒါနဲ့ ပါသမီးစင်းလေးကိုဦးမျိုးကကျွန်တော်ဟိုသူချာလေးရိုက်ပေးပါတယ်အဲဒီကျွန်တော်ပါသမီးစင်းလေးတွေကျွန်တော်ကတော့အားရပါတယ်ဟိုနေ့ကကျွန်တော်ပွဲပွဲလို့တော့ဆယ်လီရှိုးလာမသိဦးမျိုးတို့လုပ်တဲ့အချိန်ကကျွန်တော်မရှိဘူးကျွန်တော်ခီးသွားနေလို့လာမကြည့်လိုက်ဘူး feedback တွေကအဲ့လိုအခုခင်းလေးတွေရည်ရတယ်လို့ပြောကြပါတယ်ဟုတ်ဦးမျိုးကကြောက်ကက်စီးနေရတာနှစ်နှစ်လောက်ပါပြီးွားရင်အခုကြောက်ကက်လဲပြီးတော့ကိုယ်သက်ခံနေမှမြည်ရတစ်နှစ်ကျော်ပါနော်ဆိုတော့အားလုံးဦးမျိုးက၄နှစ်လောက်ကကျန်းမာရေးနဲ့အချိန်ပေးထားတယ် အဲအဲ့ဒီကျမ်းမိုင်နဲ့ချိန်ပြရတဲ့အချိန်မှာဘာလို့အမှုစာရီဖတ်စာရီဖတ်တဲ့ရုပ်ရှင်တွေကြီးအကုန်လုံးကြီးအကုန်လုံးလိလာလိလာပြီးဝန်းစာစုထားအဲစုထားတဲ့ဝန်းစာတွေကိုအခုအမျိုးညီကောင်းသွားတဲ့အချိန်မှာပြန်ထုတ်သွင်းရမှာအဲ့ဒီအချိန်မှာဇလန်းတွေလည်းအများကြီးထူးခြားတွေထွက်နေတယ်။ပြီးရင်နောက်တစ်ခုကရိုက်စရာကားတွေရောရိုက်ထားတဲ့ကားတွေရောအများကြီးပါပဲ။အော်ရိုက်ပြီးသားကွယ်၃ကားရှိနေတယ်။ရုံတင်မှုအသင့်ဖြစ်နေတယ်။ ဲနောက်ထပ်ရဲရမယ့်ကားတွေလည်းအများကြီးစီစဉ်ထားပါတယ်လက်ရှိတည်းမှာအေဂျင်တွေကတော့ဟိုကြောက်ကလေထားတဲ့လူတွေထုံးစံအတိုင်းပေါ့နော်ကုကံအားချထားတယ်ချထားတော့ဒီ infection ရလွယ်တယ်ရလွယ်တယ်ဆိုတာဘယ်နေရာသွားလိုက်သွားလိုက်ယောဂဘုသူများမကူသေးဘူးကိုကအရင်ကူတာကျွန်တော်ရဲ့ကုကံအားခလေးတယောက်ရဲ့ကုကံအားနဲ့အတူတူပဲအဲ့တော့ဟိုဆရာဝန်ရဲ့အကြံဉာဏ်ပေးချက်အရာဆိုလို့ရှိရင်လူထူတဲ့နေရာမှာဆိုရင် master အဲ့ကျွန်တော် master ထားတာအခုဆိုရင်ဟိုအင်တာဗျူးကြည့်နေသူကချွတ်ထားတာလေ ပြီးသွားရင်အဲ့လိုလူများတဲ့နေရာကိုခွင့်ပြုသွားမသွားရအောင်အဲ့တော့ရိုက်ကွင်းမှာလည်းကျွန်တော်မိုက်ကလေးနဲ့អော်နေရတယ်ဘာလို့လဲဆိုអော်နေရဆိုအတန်ကအများကြီးမអော်နိုင်ဘူးအဲ့လိုလေးညွှန်ကြားဟုတ်စီးတဲ့ကလာကတစ်နှစ်ခွဲတစ်နှစ်ခွဲကြော်တာပေါ့နော်စီးတဲ့ကလာဘာလို့စီးတဲ့စီးရလဲဆိုတော့စီးလို့မရတော့တဲ့အတွက်လဲရတယ်လဲတာကသမီးရှိရလဲရတယ်သမီးငယ်ဆိုတာပြေးလို့ပဲပြေးတဲ့အတွက်အဲ့သမီးကြောက်တဲ့နဲ့ကျွန်တော်အသက်ရှင်နေရတယ်အဲ့တော့ဖက်ပြီးပြီးချင်းမှလည်း သားမကြသေးတော့အပြင်ပေးမထွက်ဘူး။ပူသက်ခံထဲမှာတစ်နှစ်ကျော်လောက်နေရတယ်။နေပြီးတော့မှစိတ်ချမှအပြင်ပေးခတ်တာ။ကြောက်ကကတော့အဲ့လိုကြောက်တူစီးကြောက်တဲတယ်ပြီးယူရစ်အက်ဆစ်ပေါ့ယူရစ်အက်ဆစ်စတုန်းတွေပေါ့နော်။အဲအဲ့ဒါတွေတဲတယ်တဲပြီးတော့ဟိုကြောက်တဲ့နေရဥပမာစီးလို့လည်းရှိတယ်။တွေးလို့လည်းရှိတယ်။ကျတော့အဲ့နှစ်ခုစလုံးကကြောက်တယ်ကြောက်ကကိုပျက်စီးစေတယ်။တွေးလို့များရင်လည်းကြောက်ကကိုပျက်စီးတယ်။စီးကြို့များရင်လည်းကြောက်ကကိုပျက်စီးတယ်။စီးကြို့ထိန်းနေရင်လည်းတွေးလို့များလာတော့ကြောက်ကပျက်စီးသွားတယ်။ဒီရေမျိုးပရမအောင်မျိုးပရမအောင် ကြောက်တွေချုပ်တုံးကပြရအများရွယ်လေကြောက်တရေနော်ဥရရှင်တော့မဟုတ်ရောက်လို့ရမယ် size တွေလေတော်တော်ကြီးများပတ်စံပြရတယ်ကျွန်တော်ပတ်စံကုန်တယ်ကျွန်တော်လည်းဟိုတော်ပြီးခဲ့တဲ့နှစ်ကျော်နှစ်နှစ်လောက်ကကြောက်စီးမှကြောက်တယ်လို့ကျွန်တော်ကကျွန်တော်တော့နေတော့နေတဲ့ခါကျတော့ကျွန်တော်ကလေစာနဲ့ခြေလိုက်တော့အကုန်ကြည့်တော့ဒါနဲ့စီးကြောက်တယ်ဘူးတဲ့သူကပြန်ဖြစ်တယ်ပြန်ဖြစ်တယ်စင်းစင်းပြန်ဖြစ်တယ်အဲဒါသတိထားမှာဘုံလည်းမစားဘူးသူဟုတ် ကိုမစားပဲနဲ့ပြင်ကိုမစားဘူးအဲ့တော့ urea system မယ်ဟုတ်ကိုမစားဘူးအဲ့အဲ့နည်းနည်းအဲ့ဒါကြောင့်မလို့ဒီစင်ကြီးရတာပေါ့တော့ကျွန်တော်ရေတောက်နေရတာဟုတ်တယ်ဟုတ်တယ်ရေတောက်နေနောက်ရေပေါက်နောက်တော့အပေါက်သွားခြင်းကျွန်တော်တို့အရန်ထိန်နေရတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါလို့ရှိနေတော့ မသွားပြုတ်လေကျွန်တော်ရေရရေတောက်တဲ့အချိန်မှာရောတောက်တာကျွန်တော်ကိုကိုမိဂယူမဆိုင်မရဘူးသူတွေပဲဂယူဆိုင်ဂယူဆိုင်အမှတကယ်တော့အားလုံးကကိုကျမကြီးကကိုပဲဂယူဆိုင်မှာမှာဘေးကလူတွေဆေးတော့ပါဆိုလေကိုတော့ချင်မတော့တာလေကိုကကိုနဲ့ပဲဆိုင်နေအားလုံးကဒီကားရိုက်နေတဲ့အချိန်မှာတော့ဥမျိုး smoke den မခံနိုင်ဘူးဟုတ်ကဲ့ကျွန်တော်တဲကဆိုညပစ smoke ထဲရလေဥမျိုး smoke den လုံးဝမခံနိုင်ဘူးဖပြေးတာပြေးရအဲ့ဒါဆန်တော့တော်တော်ပြေးပြိုးလေးနဲ့တော်တော်ကြီးကြီးလင်းလေးဖြစ်လာအဲ့တော့ဆို ဦးမျိုးကြီးကတိတ်ပြီးတော့စိတ်မချမ်းသာဘူးဟုတ်တယ်ဆိုရင်တော့ဦးမျိုးရဲ့ဟိုပြောလို့ရှိရင်လည်းဆိုဒီလို smoke ထည့်ရမယ်စီးလေးဆိုရင်ဦးမျိုးအောက်အောက်ဘောင်းမှနေပြီးတော့နည်းနည်းလေးညွှန်ကြားပြီးတော့ပဲတို့ပူလိုက်ပေးမယ်လို့ပြောတယ်ဝိုင်းလို့ပေးပါမယ်ဦးမျိုးဦးမျိုးလည်း तू ကိုယ်တိုင်ဖန်တီးချင်တာဟုတ်ဦးမျိုးဖန်တီးချင်တာတော့အတိအကျတော့ smoke နဲ့ဘလုံးမအဆင်မပြေဘူးကိုယ်ကိုယ်တိုင်ဖန်တီးချင်လို့တီထောက်ကြတာလေကဲကျွန်တော်တို့ chicken laser ရတဲ့ဦးမျိုးရဲ့ကန်တက်ကားဖြစ်တဲ့ကျွန်တော်သူတော်တစေးဆိုရကပြည်သက်ဒီအကြိုက်တွေ့မှာပါအဲ့တော့ဦးမျိုးရဲ့ lesson ဘယ်လိုပြထားလဲဆိုတော့ လာပြီးတော့တရှိဝင်ရမေးပါအောင်လို့ဖိတ်ခေါ်ပါရယ်ကျွန်တော်ရဲ့ဒီဇာကားနဲ့ပတ်သက်ပြီးတော့ပြောပြောလိုက်ရတော့တခြားမဟုတ်ပါဘူးတိုက်ဆိုင်မှုပေါ့တိုက်ဆိုင်မှုကဘာလဲဆိုတော့ခုနကတော့လည်းပြောသားပါဒီဇာကားကရွှေလာနှစ်စံတည့်နေ့ကနေဂျွန်လ6ရက်နေ့ဂျွန်လ6ရက်နေ့ဂျွန်လ20ရက်နေ့ရွှေလာတမင်လောက်ယူလို့မရပါဘူး तू ကတိုက်တိုက်ဆိုင်ဆိုင်ကိုဒီနေ့က20ရက်နေ့ကကျွန်တော်မွေးနေ့ဖြစ်နေပါအဲ့ဒီမွေးနေ့တဲ့မွေးနေ့မှာဒီဇာကားကျွန်တော်ရဲ့ကမ်ဘက်ကဂျုံပြန်တင်လို့ရတဲ့ ဒါကံကြမ္မာပေးတဲ့မူနိလက်ဆောင်လို့သတ်မှတ်ပါတယ်။အဲ့ဒီအတွက်ဒီကားကကျွန်တော်တို့ထူကြပါတယ်။အဲ့တော့လာရောက်အားပေးကြည့်ရှုကြပါဦးလို့ဖိတ်ခေါ်ပြသည်။